အားလုံးခုနှစ်သားသမီးမိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာဟောဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တနင်္ဂနွေသားသမီးတွေအတွက်ပေါ့နော်ဟောစတန်ဘဝတသက်တာမှာတွေ့ကြုံရမယ့်ကံစတာအဆိုးကောင်းတွေဟောကြားပေးမှာဖြစ်ပါတယ်ဒါကတော့အသက်အပိုင်းချလိုက်ပေါ့နော်ဒီဒီတနင်္ဂနွေသားသမီးမျိုးဆိုဟောရောက်ကြားပဲဖြစ်ဖြစ်မပဲဖြစ်ဖြစ်ဟာတနင်္ဂနွေသားသမီးတွေရဲ့အသက်အပိုင်းချလိုက်ဘဝမှာကံအကောင်းဆုံးနှစ်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့လောကရန်ရှိပါရပါတော့ကျွန်တော်တို့က အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်နော်အကောင်းလောကရန်တွေကတော့ရာတော့လို့ခေါ်တယ်ရာဟုတ်တက်ရောက်ပါတယ်နော်သူခံလို့ခေါ်တယ်တောက်ကြတက်ရောက်နော်နောက်ပတန်တာလို့ခေါ်တယ်တနင်္ဂနွေတက်ရောက် လာဘောလို့ခေါ်တယ်လာဘလို့ခေါ်တယ်တနင်္ဂနွေတက်ရောက်ဒီ၄နှစ်ကတော့၄နှစ်စတိုက်လူတွေကအဆင်ပြေတက်တယ်အောင်မြင်တယ်နောက်၄နှစ်တစ်ချမ်းကတော့ကျွန်တော်တို့အဆိုးလောကရန်၄ပါးပေါ့နော် ဲ့တော့ log range 7ပါမှာအကောင်း log range 4ပါအဆိုး log range 4ပါအဲ့တော့အဆိုး4ပါကိုထားလိုက်ဒီနေ့ကတော့အကောင်း4ပါနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်တနည်းဦးလေးဒါတနည်းနဲ့အကောင်း log range တွေကြုံတွေ့ရမယ်အသက်ပိုင်းခြားတယ်ပရမအူးစွာတနည်းဦးလေးဒါတနည်းနေနဲ့ဒီရာတော့လို့ခေါ်တဲ့ရောင်းတဲ့ရောင်းအကြောင်းပေါ့နော်အဲ့တော့ကြမ်းခဲ့တဲ့နှစ်တည်းကနှစ်နှစ်သုံးနှစ်လောက်တတိုက်ဆိုးခဲ့ရင်တော့မှာပဲတနည်းတနည်းဦးလေးဒါတနည်းနေနဲ့အဲ့ဒီရာတော့ဆိုတဲ့တက်ရောက်ရာဟုတက်ရောက်ကိုရောက်ရင်ဘဝတွေဘဝတည်တည်ပြန်ဆရတယ် ဘဝအစ်စ်ကနေပြန်ဆရတယ်။ကြံခဲ့တဲ့စိုးတဲ့အញ្ញံခိုက်တွေပြေပြောက်ပြီးတော့အစကနေပြန်ဆရတာမျိုးတွေထူးထူးတောင်တောင်ပြန်ဖြစ်လာတတ်တယ်။တစ္ဆေတ္တိဓာတ်မှာကအဲရာတော်လို့ခေါ်တဲ့ရာဟုတယောက်ယောက်နေရင်ယောက်ျားလေးမိန်းကလေးတွေနေနဲ့အိမ်အောင်တဲ့တွေနဲ့အထူးသတိထားရတယ်။အိမ်အောင်ရေးအရှုပ်ထွေးတွေတော့အခြေရေးအရှုပ်ထွေးတွေပေါပေါက်တတ်တယ်။လူမှုရေးနဲ့ပတ်သက်တဲ့အရှုပ်ထွေးတွေဖြစ်တတ်တယ်။အဲ့လိုအရှုပ်ထွေးတွေပြုတ်လုပ်ခဲ့ရင်တော့ကျန်တဲ့ရှေ့လာမယ့်နှစ်တွေမှာ စီးပွားဖြစ်မဲ့နှစ်တွေချမ်းသာမဲ့နှစ်တွေထိပေါက်မဲ့နှစ်တွေငွေလုံးရင်းနဲ့ဝင်မဲ့နှစ်တွေမှာလက်တွေပိတ်သွားတဲ့တဲ့အဲ့ဒီရာဟုတက်ရောက်ရာတော့လို့ခေါ်တဲ့ရာဟုတက်ရောက်အဝင်မှာအင်မတန်မှအရေးကြီးတယ်အဲ့ဒီအဝင်တစ်နှစ်မှာကောင်းမှာရှေ့လာမဲ့နှစ်တွေသူ့ခံလို့ခေါ်တဲ့စီးပွားတက်မဲ့နှစ်နော်ပဋ္ဌန္တာလို့ခေါ်တဲ့အချွေရံတွေပေါင်းပြပြီးတော့အလှူတန်းတွေလောက်ရတဲ့နှစ်အိမ်ကြီးအိမ်ကြီးဆောက်ရတဲ့နှစ်တွေလာဘောလို့ခေါ်တဲ့ငွေတွေထုတ်တဲ့နေဝင်တဲ့ချဲပေါက်တာမျိုးတွေတချို့စဉ်ထိပေါက်တာမျိုးတွေဖြစ်တဲ့နှစ်တွေမှာ ကောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆိုတာတနည်းဦးလေသားသမီးတွေနဲ့ယာတော်လို့ခေါ်တဲ့ယာဟုတက်ရောက်ကြာရောက်တဲ့တဲ့အသက်ပိုင်းခြားတွေကိုကျွန်တော်တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တနည်းဦးလေသားသမီးတွေယာဟုတက်ရောက်ကတော့အသက်ဒါငယ်စင်မှာတော့သိမသိတာဘူးเนาะအသက်ကျွန်တော်တို့ဒါ23ဝါစပြောမယ်23နှစ်31နှစ်39 49 55 63 82နှစ်89နှစ်89နှစ်အဲ့ဒီရာဟုတက်ရောက်လို့ခေါ်တယ်ဘဝတစ်တစ်ပြန်ဆရတယ် ဒီနေရာမှာတစ်ချက်တရီထားမှာတနင်္ဂနွေသားသမီးတွေနဲ့ရာဟုတက်ရောက်ကဘဝတက်ပြန်ဆရတယ်ဆိုပုံပဲတနင်္ဂနွေသားသမီးတစ်ကျွင်းပေါ့နော်မဟာဘုမြန်မာမိမိရဲ့မြန်မာဘုဒ္ဓခွေကိုခုနှစ်နဲ့စားလိုက်တော့တစ်ကျွင်းနေတွေ့ကြတော့သူထင်းတလောမကောင်းမြန်အောင်နော်တနင်္ဂနွေသားဘဝအစ်ပြန်ဆရမယ်ဘဝအစကောင်းမယ်သို့တော့တနင်္ဂနွေသားသမီးတွေနဲ့ကဒီရာဟုတက်ရောက်ကနေဘဝတက်ပြန်ဆရမယ်ဆိုရင်အသက်32နှစ်တို့39 48တို့ကျတော့သူဘုံမီလေးတော့ကြာနေတယ်ဘုံမီဂျိုရီထဲမှာတော့ကြာနေတယ်အဲ့တော့100%ကောင်းနေတာမျိုးတော့မဟုတ်ဘူး နော်အဲ့တော့တခြားနေသားသမီးတွေအတွက်ကြာရင် တော့ဒီရာဟုတက်ရောက်ကကောင်းနိုင်တယ်နော်ကောင်းကျိုးတွေရနိုင်တယ်ရာဟုတက်ရောက်ရတဲ့ဟိုကအကုန်လုံးကောင်းတယ်နော်အဲ့မှာတခုတတိဒါမှာရာဟုတက်ရောက်တဲ့ရောက်ရောက်လာရင်လှကျင်ပကျင်လာအသက်ကြီးတဲ့သူတွေတောင်မှပဲလှကျင်ပကျင်လာတယ်အလှတွေပြင်လာတယ်အဲ့တော့ဘဝတည်ပြန်ဆတဲ့နှစ်တိတ်ကျွင်းတနေုံတွေအတွက်ကြာတော့ထင်တယ်လောက်မကောင်းဘူးသို့တော့အသက် 31 39 49ကြတော့လေသူဘုံမီကြီးထဲမှာပဲရှိနေတယ်အဲ့တော့100%တရားခိုင်တော့တော့မကောင်းသေးဘူးလို့ဆိုလင်းဖြစ်ပါတယ်အဲ့ဒီကနေကြော်ဖြတ်သွားတဲ့ခါမှာနောက်ရှေ့မှာကြတော့တောက်ကြတက်ရောက်စီးပွားတက်မယ်နဲ့စီးပွားရေးတွေတက်မယ်ဥမာငွေတွေစုမိမယ်အမြေတွေဝယ်တာမျိုးတွေနော်အလုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေလုပ်ငန်းတွေအဆင်ပြေလာတာမျိုးတွေတုံတွေ့ရတဲ့နှစ်ကတောက်ကြတက်ရောက်လို့ခေါ်ပါတယ်အဲ့တောက်ကြတက်ရောက်ထဲမှာကြတော့အချက်တရထားပါသွား အာသုဘအိမ်သွားလို့မရဘူး။နားရေးသွားလို့မရဘူး။သွားမိရင်လည်းရရပြုတ်လို့ရတယ်။အဲ့ဒါသွားမိတယ်ဆိုရင်တစ်ခါလေကြာအဲ့လိုရောက်ရောက်တက်ရောက်ကအကျော်ပေါ့နော်။တောက်ကြတက်ရောက်တရောက်လာရင်နားဆွေမျိုးသားချင်းတွေထဲမှာနားရေးကိစ္စတွေတက်တက်ဆိုင်ဆိုင်ပေါ်ပေါက်တက်တယ်။သွားမိရင်လည်းလက်တွေပိတ်ကမ်းနေညံ့သွားတတ်တယ်။အဲ့ဒီတနေ့လို့သားသမီးတောက်ကြတက်ရောက်ကြာရောက်တက်တယ်အသက်ပိုင်းခြားတွေကတော့အသက်16နှစ်နော်24 32နှစ်40 48 56 64 92နှစ်80 88နှစ် အဲ့ဒီနှစ်ကတော့တနေဦးလေသားသမီးတွေတာအကောင်းဆုံးလို့ပြောလို့ရတယ်เนาะအကောင်းလင်းနေတဲ့မှာကြံခဲ့တဲ့ဒီရာဟုတက်ရောက်ကထင်သလောက်မကောင်းဘူးခုနပထမပြောတဲ့ရာဟုတက်အခုဒုတိယပြောတဲ့ဒီတောက်ကြတက်ရောက်ကဒါဒုက္ခဒုက္ခเนาะချမ်းသာဒုက္ခတွေရရှိတက်တယ်စီးပွားတက်မယ်ဆိုတဲ့နှစ်အဲ့ဒီနှစ်တွေကဒီနှစ်ကတော့ပိုကောင်းတယ်ဒီသပိုင်းရှားလေးတွေကိုအဲတစ်ချက်သတိထားမှာဖြစ်ပါတယ်အဲ့တော့နားကြီးတွေပါတယ်မဝယ်သင့်ဘူးတောက်ကြတက်ရောက်တက်ရောက်လာရင်နားကြီးတွေမသွားသင့်ဘူးသွားမိတယ်ဆိုလို့ရှိရင်ဓာတ်တလုံးခိုင်းလက်တန်းလုံးလောက်ကိုလက်ညှိုးလုံးလောက်ပဲဖြစ် ဒါမိမိလက်နဲ့တထောင်တိုင်းပြီးတော့အိမ်နောက်ဖေးမှာ6နဲ့နင်းချိုးပါတယ်ငါဒန်နင်ခံလို့ပြောရပါတယ်အဲ့တော့စီးပွားတွေတက်မယ်လုံးသမ ्या ကိုင်းသမ ्या တွေမြေတွေဝင်လာမျိုးတွေဆက်ပစ္စည်းတွေတက်ဝင်လာမျိုးတွေဖြစ်တတ်တယ်တခုတည်းထားမှာအဲ့နှစ်တွေရောက်လာရင်စနေသားသမီးတွေပုဂ္ဂုသားသမီးတွေကြောင့်စိတ်ငြိရတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့စနေနံနဲ့အစဗုဒ္ဓဘုဆုံးဗုဒ္ဓနံနဲ့အစစနေဆုံးအဲ့ဒီနေ့နံနေ့ဒီချောင်းစိတ်နှောက်ချက်လေးတော့ဖြစ်တတ်တယ်အဲ့ဒီထဲရောက်လာရင်အញ្ញမ်းခိုက်တွေဖြစ်နေတဲ့ဆိုရင်တောက်ကြတက်ရောက်ကိုပြောနေတာနော် ဲ့တော့ဒီသပိုင်းချောင်းကြောက်ရောက်နေအဲ့ရရွှေအေးလေးကမယ်ဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်ထောက်ပံ့ပေးရတယ်မြမပြီတစ်ပတ်ခရီးမြမပြီတစ်ပတ်ဖျားဘူးခီးတွေပါထွက်ကြတယ်เนาะအင်္ဂါအနေ့မှာ စီသမင်း၅ဝယ်ဖျားမွာကတ်လူရမှာဖြစ်ပါတယ်ဒါပေမဲ့အုံးဒီမထက်ရအောင်เนาะအော်ဇာတာပရင်းနေ့ဇာတာပရင်းတောင်မှာမုတ်စိမ်းပေါင်းသုံးပကံလှူထမ်းရပါတယ်ဒါကတောက်ကြတဲ့ရောက်အဲ့တော့ရာဟုတက်ရောက်မှာကရောမများပေါ့เนาะတနေ့ဦးလေသားသမီးတွေ အရေးကြီးဆုံးကခုနအဲ31ပဲ39ရယ်49ရယ်အဲ့ဒီနှစ်ထဲရောက်လာရင်သူဘာကိန်းလဲဆိုတော့ဘုံကြီးကြီးပုံစံမျိုးနော်အဲ့ဒီထဲကြာရောလာတော့နိုင်ရင်ပစ္စည်းဥစ္စာတွေအကုန်ကြတယ်များတတ်တယ်နော်ခုံသိခါထိကြိုက်တာမျိုးတွေဖြစ်တတ်တယ်နောက်ရင်းနှီးတဲ့ဆွေးပိုးသားချင်းတွေဆုံးသိဆုံးတာမျိုးတွေဖြစ်တတ်တယ်။အိုးအိမ်တွေကထိုင်ခြင်းကိစ္စတွေအခက်အခဲတွေကြုံတတ်တယ်။ခုန31ကတနေ့ဝေသားသမီး31 39 40ခုလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးနော်။ အဖြစ်များတယ်လို့ပြောတာနော်လူ၁၀ယောက်ရှိလို့တနည်းသာသူ၁၀ယောက်ရှိလို့၁၀ယောက်လုံးဖြစ်မယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့မဖြစ်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ကိုကိုတိုင်းစီးပွားရေးတက်တယ်အဆင်ပြေတယ်ဆိုရင်မိသားစုဆွေမျိုးတာချင်းတွေမှာနားရေးကိစ္စတွေပါတယ်ပေါ်ပေါက်တက်တယ်ဒီတစ်ချက်တော့တတိထားရမှာနော်အဲ့တော့ဒီလိုအញ្ញန်းခိုက်တွေအဲ့လိုတနည်းသာသူ31 39 40ခုအញ្ញန်းခိုက်တွေပြေပြောက်ခြင်းရင်ရိတ်တာတစ်ခုခုသွားပြီးအ ਨੇ ဆုံး46ရက်တရားစခန်းဝင်တဲ့လေနော်အ ਨੇ ဆုံးတော့တစ်ပတ်ပေါ့တစ်ပတ်ဝင်လဲရတယ်46ရက်ဝင်လဲရတယ် အဲ့ဒီလိုပဲအဲ့ဒီ31 39 40ခုကြာရောက်နေရတယ်တနင်္ဂနွေသားသီးမြို့သူမဆူဘုံတစ်ခုနဲ့ညက်နေမှာဘုံတစ်ခုနဲ့ညက်3နိုင်လောက်မှာဖះရဆင်ရှိမှာသပွဲလေးတစ်ခုခင်းမယ်ခင်းပြီးတဲ့အခါမှာအဲ့သပွဲပွဲပေါ်မှာဖန်ခွက်လေးတစ်လုံးတင်မယ်အဲ့ဖန်ခွက်ထဲမှာကဒတ်ညွတ်ကဒတ်ညွတ်ခုနှစ်ညွတ်ထည့်ပြီးတော့ဘေးဥပက်တွေကင်းဝေးစေဖို့အတွက်ကိုဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒီရောက်တက်ရောက်ပေါ့နော်ပထမအခု31 39 40ခုမှာရောက်တက်ရောက်ထက်မှာ တက်ရောက်နေပြီဆိုလို့ရှိရင်ဇေရီတဆူဆူကိုတွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းရမှာဖြစ်ပါတယ်ရေတက်စေလှူဒန်းရမယ်နောက်ရုပ်ပွားတော့ဖျားစင်းလူတော့ရုပ်ပွားတော့ရှင်ဘတ်တော်မှာရွှေပြားစံတပြားချပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်နောက်လောကဝိလူဆိုတော့ဂုံတော်အတိတ်ခံပန်းစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှစ်လက်ကိုဘုဒ္ဓဘုရားမှာချက်ချေခတ်ပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်နောက်ကြာပန်းအဖြူအောင်လှူရမှာဖြစ်ပါတယ်နောက်အဲ့ဒီလိုလှူလိုက်မှဆိုရင်ခုနကဒီ31 39 40ခုအညံ့နေ ဘုံမီကြီးအညံ့တွေပြေပြောက်တော့မှာဖြစ်ပါတယ်။အော်ထပ်မှပြီးတော့ဒီတနေ့ဦးလေးတက်ရောက်ခွန်ရပါတော့။အိမ်ပြင်ရတဲ့နှစ်တွေအိမ်ဆောက်ရတဲ့နှစ်တွေအိုးပိုင်ပိုင်ရတဲ့နှစ်တွေ။ဒါမှမဟုတ်တစ်ချက်တတိထားမှာကတောက်ကြတက်ရောက်နော်တောက်ကြတက်ရောက်မှာကသုံးကျွင်းနေကြတော့အနည်းငယ်ညံ့ခိုက်ရှိတယ်။နော်တောက်ကြတက်ရောက်ကအဟောင်းအကောင်းလို့ပြောတယ်ခွန်ကအသက်16နှစ်24 32 40 48 59 60နှစ်80 88နှစ်ကတောက်ကြတက်ရောက်။သို့တော့မိမိရဲ့မြမအကောင်းနှစ်ဆိုပေမဲ့ ညံတက်တဲ့တနင်္ဂနွေတွေရှိတယ်တနင်္ဂနွေတွေမှာတော့နော်သုံးကျွန်းတနင်္ဂနွေမိမိရဲ့မြန်မာမူတက်ကလေးကိုခုနှစ်နဲ့စားလို့သုံးကျွန်းနေကြတော့အဲ့လို100%တရားခိုင်နှုန်းတော့လေကောင်းချိန်မှာကောင်းတော့မယ်အញ្ញမ်းခိုက်တယ်လေကြုံတွေ့တယ်သူကအဲ့ဒါကြောင့်မရဏတက်ရောက်ကွယ်မဟာဘုတ်ကမရဏကျိုးတက်ရောက်ဖြစ်နေတဲ့ကြောင့်နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာဗုဒ္ဓဘူးနဲ့စနေနိုင်မယ်နဲ့ပေးထားတဲ့တနင်္ဂနွေသားသမီးဆိုရင်နော်အញ្ញမ်းခိုက်ဖြစ်တယ်နေပြမိတယ်ခေါ်တဲ့နာမည်ဒါပေမဲ့အဲ့ဒါကခဲရင်ပါလေရှားတယ်နော် အဲ့လိုသားသမီးကိုဘုံလူနဲ့ဆက်နေနေတွဲမယ်ဆိုတာခဲရင်ပါလေအများသောအဖြစ်အားလိုက်လို့မမဲ့ကြဘူးချစ်တတ်တာဝိမိရဲ့မြမဝိသက်ကလေးကိုခုနဲ့စားလို့တုံးကျွေးတဲ့တနင်္ဂနွေတွေဆိုရင်တော့အဲ့လိုအញ្ញန်ခိုက်ကတရားခိုင်တော့အကောင်းကတရားခိုင်တော့ရရှိဖို့မလွယ်ဘူးလို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ထပ်မံပြီးတော့တောက်ကြတက်ရောက်ပြီးတဲ့အခါမှာတနင်္ဂနွေတက်ရောက်အញ្ញန်ကောင်းတဲ့နေ့တွေပေါ့အိမ်ပြင်ကတော့အိမ်ဆောက်ရတော့အိမ်ပြင်တာလို့နော်အလှူတန်းတွေလုပ်တာလို့ချွေရန်တင်းပေးယာရုတက်တာတွေလာတာတူတာမျိုးဖြစ်တတ်တဲ့နေ့အဲ့ဒီနေ့တွေကကြတော့အသက်ဆက်ခွန်25 အဲ့ဒီနှစ်တွေကတနင်္ဂနွေတက်ရောက်ဖြစ်တဲ့အတွက်အလူတန်းတွေလောက်ရတဲ့အိုးပိုင်ပိုင်မရှိသေးအိုးပိုင်ပိုင်တွေရလာတတ်တယ်စီးပွားရေးတွေလုပ်ငန်းတွေတိုးတက်လာတတ်တယ်ရွှေတွေပစ္စည်းတွေဝင်တတ်တယ်အဓိကပြောချင်တာကတော့အစသက်ရအဆင်ပြေပြီးတော့အကောင်းလောကရန်တွေတွေ့ကြုံခံစားရမယ်နှစ်မျိုးပြောတာဖြစ်ပါတယ်သို့တော့တနင်္ဂနွေသားသမီးတွေထဲမှာမှာတစ်ချက်တည်းကမှာငါးကျွန်းတနင်္ဂနွေတွေ့ကြတော့ခင်တော့အဲ့ဒီလောက်အပြည့်အဝဒီအခုဟောတဲ့အဟောတွေအပြည့်အဝရရှိဖို့မလွယ်ပါဘူး အဲ့ဒါကတော့မိမိရဲ့မြန်မာမျိုးသက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွန်းသွားရင်တော့တနည်းလို့တက်ရောက်ပြီးအကောင့်ဖြစ်တယ်တို့တော့ငါဘုံမှာကွာတနည်းလို့လည်းမလန်းနာရှိနေတယ်တော့အဲ့တော့ထင်းတလောက်မကောင်းတာမျိုးတွေတွေ့ကြုံခံစားရတဲ့တည်းနောက်တစ်ချက်ကဒီတပိုင်းရောက်ရောက်နေတယ်တနည်းလို့တက်ရောက်ဆိုမှာနာမည်ကိုတနည်းလို့လေးစားကြတာပေးဆုံးပေးထားရင်လည်းထင်းတလောက်အကောင့်တွေကိုခံစားဖို့မလွယ်ပါဘူးအဲ့တော့ပြောချင်တာကတော့အကောင့်တွေကိုအပြည့်အဝမရရှိနိုင်လို့ပြောတာဖြစ်ပါတယ်ဥပမာဒီတနည်းလို့တက်ရောက်တဲ့မှာနာမည်ကိုအောင်မင်းလို့အေးမင်းလို့ အောင်မျိုးတို့အားနဲ့စပြီးတော့ပပပမနဲ့အဆုံးမဲ့ထားတဲ့တင်းတွေနာမည်ပိုင်းရှင်တွေကြတော့အခုပြောတဲ့အကောင်းကျိုးတွေပါပြေဝါရရှိဖို့ခဲပါလိမ့်မယ်။ထပ်မှပြီးတော့အကောင်းဆုံးပေါ့နော်အဲ့လိုငွေတွေရတယ်ဖြီးတွေပေါက်တယ်တချို့ဆိုငွေတွေခဏခဏဝင်နေတာတချို့ဆိုချဲတွေထားပေါက်တယ်အဲ့လိုနဲ့မျိုးတွေကြတော့တင်းတွေသားသမီးတွေနဲ့ချဲပေါက်ထိပေါက်တဲ့နှစ်အသက်ပိုင်းခြားကအသက်10နှစ်16နှစ်26နှစ်34 42 50 58 64 82နှစ်90 98အဲ့ဒီနှစ်ထဲမှာကြာရောက်နေတနည်းဦးလေသားသူတွေကြတော့ငွေတွေအတုံးကြီးနဲ့ဝင်တက်တယ်ထီထိုးတင်တယ်နော်ထီထီနှစ်ကနန်းခွန်ကနန်းနှစ်ပူးခွန်ပူးလို့ထိုးတယ်အဲ့တနည်းလာတက်ရောက်လို့ခေါ်တယ်သူလာပေါ်ပတ်စံတွေရရမှာသူ့သူချဲတွေပေါက်တယ်အဲ့ကြောင့်အနေချင်းတွတ်လောက်ရလို့ရှိရင်အဲ့ဒီပတ်စံတွေကိုမတုံးမဲ့နဲ့လှူဒန်းလိုက်တာပို့ပြီးကောင်းတယ်နော်အဲ့ဒီတပိုင်းရရောက်နေလို့ထီတွေပေါက်တယ်ချဲတွေပေါက်တယ်ဆိုရင်မြေမြစသားပေါက်ရင်တော့ပူကောင်းတာပေါ့နော်အဲ့မဲ့အနေချင်းလေးပေါက်တယ်ဆိုရင်တော့အဲမိအနေနဲ့ကသတိလှူဒန်းရမယ်အဲ့ဒီထဲရမယ် တစ်ချက်တတိထားမှာအဲ့ဒီမြစ်ထဲကိုရောက်နေတယ်တနင်္ဂနွေသားသမီးတွေကတနင်္ဂနွေစာဗုဒ္ဓဦးနာမည်နဲ့အစုံဦးမှာအောင်ဝင်းတို့အေးဝင်းတို့အေးလိုင်းတို့နော်အေးရွှေတို့အဲ့လိုအားနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးတယ်ဗုဒ္ဓတနင်္ဂနွေနာမည်စာဗုဒ္ဓဦးအစုံပဲဖြစ်နော်ဗုဒ္ဓဦးနာမည်နဲ့စပြီးတနင်္ဂနွေဆုံးပဲဖြစ်အဲ့ဒီအတွဲနာမည်မှဲ့ထားရင်တော့အခုတနင်္ဂနွေတက်ရောရေကောင်းကျိုးတွေကအပြည့်အဝခံစားရဖို့ခက်ခဲပါလိမ့်မယ်အဲ့တော့သူကတရားခိုင်တော့ကောင်းဖို့မရှိဘူးပေါ့နော်ကျန်တဲ့နာမည်ပိုင်ရှင်တွေကြတော့ကောင်းတယ် ောက်တစ်ချက်ကအဲ့ဒီတပိုင်းချမ်းမှာကြာအောင်တနင်္လာတရက်ကြာရအောင်လေတနင်္လာသားသမီးအနေနဲ့ဟာမဟာဘုတ်6ကျင်းနေနေနဲ့ကလည်းအញ្ញန်ခိုက်ကျုံတွေ့တဲ့အញ្ញန်ခိုက်ဖြစ်ပေါ်တဲ့ဥပမာသူများတွေကတော့ကောင်းတယ်ကိုကတော့ကောင်းနေမှာကောင်းပါပေါ့နော်အဲ့တနင်္လာသားသမီးတွေကတော့မဟာဘုတ်6ကျင်းသူတို့ရဲ့မြမမွေးတပ်ကိုခုနှစ်နဲ့စားလိုက်လို့6ကျင်းတဲ့သူတွေအနေနဲ့ကဒီတနင်္လာတက်ရောက်အခုပြောတဲ့ထီပေါင်းမဲ့နှစ်တွေငွေရမဲ့နှစ်တွေမှာတို့တော့ပြောင်းပြန်ဖြစ်သွားတဲ့ငွေတွေကုန်နေတာမျိုးတွေငွေတွေထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့တနင်္လာတက်ရောက်တွေရောက်လာရင်အနောက်ကိုင်းတွေအစီအပြေနေဆိုရင် ိမိရဲ့အင်ကြီးတစ်ထည်သပင်ခြေသေးလက်သေးကိုပုံမိတောင်းပုံမိရဲ့ဖြစ်တဲ့ဘုံလူဦးတောင်းမှာသွားဆွန့်ပြီးတော့သွားဆွန့်ပြရမှာဖြစ်ပါတယ်အဲ့ဒီနေ့ထဲမှာလောက်ရမယ့်တနေ့တာတရားဝဲရတရားကတော့အမွေးနဲ့သားနဲ့တနေ့တာတောင်းဘုရားစင်းလူတော်ကိုတနေ့တာတောင်းမှာရှိတဲ့ဂျိုတိုင်းဘုရားစင်းလူတော်ကိုတနေ့တာနေ့မှာအမွေးနဲ့သားနဲ့ရေတက်ပေးရမှာ ဖြစ်ပါတယ်အော်ကြာပန်းနှစ်ပွင့်တစ္ဆပန်း6ပွင့်ကိုလည်းအိုက်ဖရားမှာကတ်လူအောင်မှာဖြစ်ပါတယ်။နောက်ငကယုံဖရားမှာထန်းလျက်ခဲ7ခဲကိုစက်ကုကတော်ထည့်ပြီးတော့ကတ်လူပူဇော်ရမှာဖြစ်ပါတယ်။ အဲ့လိုလုပ်လိုက်မှဆိုရင်တင်းနာတက်ရောက်ကကအញ្ញံခိုက်မရဏနှစ်ကျုံနေတာလို့နာမည်နှိပ်ပြမိနေတဲ့သူတွေကလည်းကောင်းလာမှာကံတွေကောင်းလာမှာဖြစ်ပါတယ်ဒါကတော့အကောင်းလောကဏ္ဍနှစ်ကိုကျွန်တော်တို့ပြောပြပေးတာဖြစ်ပါတယ်အဘယ်ချိန်ကောင်းမှလဲဘယ်နှစ်တွေကောင်းမှလဲတင်းတို့သားမိနေအသက်ပိုင်းခြားလိုက်ကိုဟောကြားပေးတာဖြစ်ပါတယ်အဲ့တော့ဘဝတသက်တာမှာဒါ